ရခိုင်ပြည်အတွင်းမှာအခက်အခဲကြားရောက်နေကြတဲ့စစ်ပီးချောင်ပြည်သူတွေကိုရခိုင်ပြည်ပမှာရှိတဲ့ရခိုင်လူမှုအဖွဲ့အစည်းတွေကအ धिक ကူညီထောက်ပံ့မှုတွေပြုလုပ်နေတယ်လို့သိရရှိပါတယ်။ရခိုင်ပြည်ပြည်ပမှာအလုလုကင်နေကြတဲ့ရခိုင်လူမျိုးတွေဟာသူတို့အလုလုလို့စုဆောင်းရရှိထားတဲ့ရွှေနေစာတွေထဲကငွေကြေးတွေကိုပြည်ပရောက်ရခိုင်အသင်းအဖွဲ့အစည်းတွေကနေတဆင့်ပြည်ရင်းကရခိုင်စစ်ပီးချောင်တွေကိုကူညီပံ့ပိုးနေကြတာလို့သိရပါတယ်။ တရုတ်နိုင်ငံရာရခိုင်သူရခိုင်သားတွေကစူပေါင်းပြီးကြောက်ပြူကစစ်ပီးချောင်ပြည်သူတွေအတွေ့သိန်း900ကျော်စူပေါင်းကူညီထောက်ပံ့လူဒဏ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ဂျွန်လာတလရဲမှာပဲရခိုင်ပြည်ပရောက်လူမှုအဖွဲ့အစည်းတွေကရခိုင်စစ်ပီးချောင်ပြည်သူတွေကိုသိန်းထောင်နဲ့ရှိပြီးလူဒဏ်ခဲ့ကြတယ်လို့ရခိုင်လူမှုအဖွဲ့အစည်းတွေစီကနေသိရပါတယ်။ကြောက်ပြူမှာမိုးရင်းကာလစစ်ပီးချောင်တွေအတွေ့ချင်းထောင်တွေဝေယူဖို့ငွေကျပ်905သိန်း9000ကို တရုတ်နိုင်ငံရောက်ရခိုင်လူမျိုးတွေကစူပောင်းပြီးလူဒန်းခဲ့တယ်လို့လေသိရပါတယ်။အဲ့ဒီငွေတွေနဲ့စပေးချောင်တွေကိုချင်းထောင်အလုံးကြီး2500ထက်မနည်းလူဒန်းနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုပဲအိမ်ထောင်စု185စုခိုလုံနေတဲ့ပုံနာကျုံမြို့နယ်ကစပေးချောင်စခန်းတစ်ခုကိုလေပြည်ပမှာရှိတဲ့အဖွဲ့တွေကငွေကျပ်89သိန်း5တောင်းကူညီထောက်ပံ့ပေးခဲ့တယ်လို့ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေသူတွေစီကနေသိရပါတယ်ရှင်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်